YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခြင်းအရဟံဖောင်ဒေးရှင်းအရဟံသာသနာပြုဓမ္မကောလိပ်ဒုတိယအကြိမ်ပွဲနှင်းသဘင်ခမ်းနာကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်အရဟံဖောင်ဒေးရှင်းဤအရဟံသာသနာပြုလုပ်ငန်းစဉ်အမှတ်တင်အရဟံဖောင်ဒေးရှင်းအရဟံသာသနာပြုဓမ္မကောလိပ်ရဲ့ဒုတိယအကြိမ်ပွဲနှင်းသဘင်ခမ်းနာကိုကောစာတက်ကြဲ1389ခုနှစ်နဒေါ်လာပြည့်ကျော်3ရက် ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကရန်ကုန်မြို့မြို့သားကဆက်ယုံမှာကျင်းပခဲ့ပါတယ်။ရန်ဖောင်ဒေးရှင်းကို BAMA ဘွဲ့ရဆရာတော်များဥဆောင်ပြီး2020ခုနှစ်စက်တင်ဘာလမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးရဟန်ဖောင်ဒေးရှင်းအဓိပတိနိုင်ငံတော်ပြည်ထည်တာသနာတက္ကသိုလ်ရန်ကုန်အောင်မခချုပ်ဆရာတော်နဲ့အရဟံဖောင်ဒေးရှင်းဩဝါဒစတီယာဆရာတော်ကြီးများဖြစ်ကြတဲ့ကျောင်းမဲဆရာတော် နိုင်ငံတော်တန်ခမဟာနာရကစင်ပြူကျွန်းဆရာတော်ဒုတိယမြန်ကြီးငူဆရာတော်တို့ရဲ့လမ်းညွန်ဩဝါဒကိုခံယူ၍အရဟံသာသနာပြုလုပ်ငန်းစဉ်အမှတ်၁အဖြစ်အန်သာသနာပြုဓမ္မကောလိပ်ကိုဖွင့်လင့်တင်ကြားပို့ချလျက်ရှိပါတယ်။ရန်ဖောင်ဒေးရှင်းအနေနဲ့တိရအကျင့်ဘွဲ့နှင်းသဖြင့်အခမ်းအနားမှာတနန်းသား169ဦးကိုဝက်လက်မှတ်များချီးမြှင့်ခဲ့ပါတယ်။ အရန်ဖောင်ဒေးရှင်းတာနာပြုကောလေဒုတိယအကြိမ်ဘွဲ့နင်းသပင်ခန်းနာနဲ့ပတ်သက်ပြီးအရန်ဖောင်ဒေးရှင်းဥဆောင်ဆရာတော်ဓမ္မဝေယဒေါက်တာအရှင်တေစနိယကခုလိုမိန့်ကြားထားပါတယ်ဒီနေ့ကျင်းပတာကတော့အရန်ဖောင်ဒေးရှင်းရဲ့သာသနာပြုလုပ်ငန်းစဉ်အမှတ်၄ခုတည်းကနံပါတ်၁အမှတ်အနေနဲ့အရန်သာနာပြုဓမ္မကောလေရဲ့အတန်ဃာတော်များကျောင်းနိုင်ဆရာတော်များ ဓမ္မစရိယကြံပြီးကြံဆွဲဆရာတော်မြတ်ဆိုင်ရာသာသနာပြုဒီပလိုမာဘွဲ့နဲ့လူပုဂ္ဂိုလ်ဥပဒကဒါကရကမမြတ်ဆိုင်ရာဥပဒကဒီပလိုမာဘွဲ့အနည်းနဲ့အခမ်းအနားပဲဖြစ်ပါယဟန်တန်ကကျောင်းနံဘုံကြီးကြံပြီးကြံဆွဲဆရာတော်ပေါင်း49ပါးနဲ့လူပုဂ္ဂိုလ်120ဖြစ်ပါဘုံဘုံတို့ကတော့ဘုံနည်းနှစ်ပင်ကတော့နှစ်စဉ်နှစ်တိုင်းတော့ပြုလို့လေမရှိဘူးဘုံဘုံတို့စီမှာလည်း စာမွေးပွဲအောင်ဖို့ကတော်တော်တန်တဲ့စိတ်တော်တော်တန်တဲ့ဝီဒိယနဲ့မအောင်နိုင်ဘူးပေါ့အဲ့တော့အောင်မြင်တဲ့လူတွေစုပြီးမှနှစ်နှစ်တစ်ချိန်မှသားလင်ပေါ့နော်အဓိကအဖြစ်ပွန်နှင်းတပင်ကိုဘုံမုံတို့ကကျင်းပတာဖြစ်ပါတယ်ပေါ့ဘုံမုံတို့ကတော့တန်ဃာတော်များဖြစ်တည်နေအညီကအလုံးသောတန်ဃာတွေရဲ့သာသနာရေးကဏ္ဍကိုတန်ဃာတော်တွေကအပြည့်အဝတာဝန်ယူနိုင်အောင်သာသနာရေးပညာရေးကိုအရဟံဖောင်ရှင်ကြီးအနေနဲ့ နိုင်ငံအတွက်သာသနာအတွက်စွန့်တဲ့ဘက်ကနေပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုလေဒကာဒကမများတွေကလည်းပဲသင်္ဍန်းတက်ရောက်လို့လင်းမိမိရဲ့မူလစီးပွားရေးကြီးပွားရေးတာရေးသမီးသတ်သည့်အရေးများကိုဒါမပြတ်ရဘဲနဲ့မိမိတို့အိမ်မှာပဲအွန်လိုင်းကနေပြီးတော့ဇာဓမ္မစာပေတွေကိုတက်ရောက်ကြဖို့နှိုးဆော်ခြင်းပါတယ်တိုက်တွန်းခြင်းပါတယ် အရန်ဖောင်ဒေးရှင်းအရန်သာသနာပြုဓမ္မကောလိပ်မှာတန်ဃာတော်များဆိုင်ရာတင်နန်းနဲ့လူပုဂ္ဂိုလ်များဆိုင်ရာတင်နန်းဟူ၍နှမျိုးနှစားရှိပြီးတန်ဃာတော်များဆိုင်ရာသာသနာပြုဒီပလိုမာဘွဲ့တင်နန်းကိုတက်ရောက်လိုပါကကျောင်းနိုင်စီရတော့ဒို့မဟုတ်ဓမ္မစတီယာစံပြီးစံဆွဲဖြစ်ရန်လိုအပ်တယ်လို့သိရပါတယ်အရန်ဖောင်ဒေးရှင်းရဲ့သာသနာပြုလုပ်ငန်းများနဲ့ပတ်သက်ပြီး ရန်ဖောင်ဒေးရှင်းဥဆောင်ဆရာတော်ဓမ္မဝေရဒေါက်တာအရှင်တင်စနီယကခုလိုဆက်လက်မိန့်ကြားထားပါတယ်။တင်းတို့ကအရန်ဖောင်ဒေးရှင်းကို2020မှာဒါလောကဓမ္မနဝကောင်းကျိုးတည်ဖို့ပေးရန်အရဟံဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။စတင်ပြီးတော့ပြည်တွင်းပြည်ပကအမေပေးကြီးဒီဘွဲရဆရာတော်များဥဆောင်ပြီးတော့နိုင်ငံရေးမဖက်ပုဂ္ဂိုလ်ရေးမဆွဲဖက်နဲ့တည်ဆောင်ခဲ့တယ်။အဲ့တော့သာသနာအတွက်လိုအပ်တဲ့တရားဒဂမများကဏ္ဍ၊တန်ဃာတော်များကဏ္ဍလူငယ်များကဏ္ဍ ကိုရင်သားမဏိများကဏ္ဍစသည်အပြင်ကဏ္ဍပေါင်းမြောင်များစွာကိုဦးဇင်းတို့စနစ်တကျပညာရေးသာသနာရေးဘက်ကနေပြီးတော့ဆောင်ရွက်ဖို့အစီအစဉ်ပေါ့အစီအစဉ်မှာအခုလောလောလတ်လတ်ကတော့တာနာပြုလုပ်ငန်းစဉ်အမှတ်အတစ်အနေနဲ့အရဟံဓမ္မကောလိပ်မှုဖွင့်လှစ်ပြီးတော့သင်္နန္ဒသင်္နန္ဒသံဃာလူပုဂ္ဂိုလ်ပေါင်း950ကျော်တို့ကိုနေ့စဉ်တပတ်လည်6ရက် အွန်လိုင်းဇူးကနေပြီးတော့သင်ကြားပို့ချပြီးသာသနာပြုနေပါတယ်အရန်ဖောင်ဒေးရှင်းရဲ့ဒုတိယအကြိမ်ဘွဲ့နင်းသပင်အခမ်းအနားကျင်းပနဲ့ပတ်သက်ပြီးအရန်ဖောင်ဒေးရှင်းရဲ့ဥပဒကနာရကဥတင်ဆိုးကလည်းခုလိုပြောကြားထားပါတယ်ဒီနေ့ပွဲကတော့ဒီအရန်ဖောင်ဒေးရှင်းပေါ့လေဓမ္မကောလိပ်ကနေပြီးတော့မှစာပိစာယူနေရောအဝေးတင်ရောအဓိက ခေါ်ပြီးတော့ပို့ချမှုအရာဟောဒီပလိုမာဘွဲ့ရပြီးသားကျောင်းထံဆရာတော်တွေနဲ့လူပုဂ္ဂိုလ်တွေဟောဒီပလိုမာဘွဲ့ချီးမြှင့်တဲ့အခမ်းအနားပါအဲ့တော့ Aran Foundation အနေနဲ့ကမူလရည်ရွယ်ချက်ရည်မှန်းချက်ထားတဲ့အတိုင်းပဲလောကနဲ့ဓမ္မပေါ့လေလောကဆိုတာတော့အလုံးစုံနဲ့သိပြီးသားမှာလောကသုံးပါးရှိပါတယ်ဒီလောကရဲ့ကောင်းကျိုးအတွက် နောက်တစ်ခုကဓမ္မဓမ္မဆိုတာဗုဒ္ဓသာနာတော်အရှိတည်တံ့မှုတန်ရှင်းမှုထွန်းကားဖို့အတွက်ဒီတောင်းဝင်တွေကိုညီမှန်းချက်ထားပြီးတော့ဖွဲ့စည်းခဲ့တာပါအဲ့တော့အတိတ်ကထူးခြားတာကတော့ဘာလို့အရန်ဖောင်ဒေးရှင်းအနေနဲ့နိုင်ငံကြီးမဖက်ပါဘူးပုဂ္ဂိုလ်ကြီးလည်းပဲမဆွတ်ပါဘူးသာသနာတော်နဲ့အမျိုးဘာသာသာနာပေါ့လေအတိတ်ကရှင်းသာမှုလက်ရှိ ခေတ်ကာလအချိန်နေနဲ့အချိန်အခါရတောင်းဆိုမှုအရာဒီရန်ဖောင်ဒေးရှင်းကိုဖွဲ့စည်းပြီးတော့တည်ထောင်ပြီးတော့ဒုပန်းထမ်းရလာတာအခုဆိုလို့ရှိရင်၅နှစ်တက်တန်းရှိပါပြီဆက်ပြီးတော့လည်းပဲအပါတို့အကောင်းဆုံးနဲ့အောင်အောင်မြင်ဆုံးဖြစ်အောင်ကြိုးပမ်းတော့အဆိုပါဒုတိယအကြိမ်ဘွဲ့နင်းသဖြင့်အခမ်းအနားမှာရဟန်းတန်ကကျောင်းနိုင်ဖုံးကြီးစံပီစံဆွဲဆရာတော် 49ပါးနဲ့လူပုတ်ကို120တို့ကိုဘွဲအနှင်းတယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားပြီးမှာအရဟံဖောင်ဒေးရှင်းဗဟုယုံနဲ့အရဟံကောလိပ်မော်ကွန်ထိန်ဌာနចောင်းဆောင်ရေဆက်ချအခမ်းအနားကိုလည်းဆက်လက်ကျင်းပတယ်လို့သိရှိရပါတယ်ရှင်။